မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ကိုစားပြုယာယီသမရအမိခံမြင်းဆွေရဲ့အလောင်းမတာချအတုပပို့ရန်လမ်းကြောင်းရှိခုတတ်မှတ်လိုက်ပြီးတော့အရက်ဘက်အင်အားလူအယောက်9840ဦးနဲ့ဇွတ်တရစီကားစီရေးအတွက်စစ်တပ်ကစီစဉ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စတ၁၂ရက်နေ့မှာညင်းဆွေရဲ့အလောင်းမသားကိုအမတ်နဲ့စစ်ဆေးရုံကနေပြီးတော့စစ်သင်းချိုင်းကိုပို့ဆောင်มาဖြစ်ပြီးအခုလိုပို့ဆောင်ရမှာလမ်းကြောင်းရှစ်ခုတတ်မှတ်ထားတယ်လို့သိရပါတယ်။ညင်းဆွေမသားချအတုပပို့တဲ့တတ်မှတ်ထားတဲ့လမ်းကြောင်းဟာစုစုပေါင်းမိုင်ခုနှစ်တသမရှစ်နဲ့ငါတတ်မှတ်ထားတယ်လို့သိရပါတယ်။မြင်းဆွေမသားရင်တန်းစတင်ပြီးတော့ဖြတ်တန်းမောင်းနေရမှာပထမလမ်းကြောင်းတစ်ဖြစ်တဲ့အမတ်နဲ့စစ်ဆေးရုံကနေကြောက်တလုံးဇေဒီက ရန်ကုန်မန္တလေးလမ်းအထိပေပေါင်း12408ပေဖြတ်တန်းမှာဖြစ်ပြီးတော့လမ်းကြောင်းတက်မှာတက်အင်အားအပြည့်ချထားမှာဖြစ်တယ်လို့သိရပါတယ်။လမ်းကြောင်းနဲ့အပြင်ရန်ကုန်မန္တလေးကနေပြီးတော့စင်သေးချောင်းတရားထိပ်အထိပေပေါင်း2983ပေကိုဖြတ်တန်းမှာဖြစ်ပြီးလမ်းကြောင်းနဲ့မှာလည်းတက်အင်အားတွေအပြည့်ချထားမှာဖြစ်တယ်လို့သိရပါတယ်။ရင်းဆွေရဲ့မသားရင်နှန်းဖြတ်မဲ့လမ်းကြောင်း၃ခုမှာစင်သေးချောင်းတရားကနေဆယ်ရီပေးတဲ့မြောင်းအထိ ပေပေါင်း6562မိရှိပြီးတော့ပြည်သူ3240ဦးကကြိုဆိုရမှာဖြစ်တယ်လို့သိရပါတယ်။လမ်းကြောင်း၄အဖြစ်ဆယ်ရီပေးမြောင်းကနေယထာတန်လန်းကျိုးရွှေဝါလမ်းထိပ်အထိပေပေါင်း6266ပေရှိမှဖြစ်ပြီးတော့နန်းစီတန်ဝန်ထမ်းအင်အားအယောက်3000ကကျိုးဆိုရမှာဖြစ်တယ်လို့သိရပါဗယ်လမ်းကြောင်း5အဖြစ်ယထာတန်လန်းကျိုးရွှေဝါလမ်းထိပ်ကနေဂရင်300ဆေးရုံမီးပွိုင်းအထိပေပေါင်း2045ပေရှိပြီးတော့နန်းစီတန်ဝန်ထမ်းအယောက်800ကကျိုးဆိုရမှာဖြစ်တယ်လို့သိရပါဗယ် ်လမ်းကြောင်း6အပြင်မီးပွိုင်းကနေပြီးတော့စစ်သင်းချိုင်းလမ်းစုံအထိပေပေါင်း2573ပေရှိမှဖြစ်ပြီးတော့နန်းစီတင်ရဝန်ထမ်းအယောက်1000ကကျိုးဆိုးရမှာဖြစ်တယ်လို့သိရပါဗျာ လမ်းကြောင်းခုနှစ်အပြင်စစ်သင်းကြီးလမ်းဆောင်ကနေပြီးတော့စစ်သင်းကြီးအုတ်တိုင်းအထိပေးပေါင်း၄၁၀၀ပေရှိမှဖြစ်ပြီးတော့နန်းစီဒီယံဝန်ထမ်း1800ဦးကမြင်းဆွေရဲ့မသားကိုကြိုးဆိုရမှဖြစ်တယ်လို့သိရပါဗျ။လမ်းကြောင်းရှိအဖြစ်နဲ့စစ်သင်းကြီးအုတ်တိုင်းကနေပြီးတော့ဝင်ပေါက်ပန်းခုံအထိပေးပေါင်း9150ရှိမှဖြစ်ပြီးတော့အဲ့ဒီလမ်းကြောင်းရှိကိုတိုက်အင်အားအပြည့်ခြားထားမှဖြစ်တယ်လို့သိရပါဗျ။လုံခြုံရေးအင်အားများခြားထားရမှာ တိုက်ရင်အားချထားတဲ့နေရာများကိုသာလုံခြုံရေးအပြည့်ထားရှိမှာဖြစ်ပြီးတော့နန်စီဒီယံဝန်ထမ်းများကြိုဆုံမဲ့နေရာများကိုတော့တိုက်ရင်အားလုံလောက်စွာအပြည့်ဝမပေးထားဘူးလို့သိရပါဗျ။ဩဂတ်စ်လ9ရက်နေ့မှာတည်ဆုံသွားတဲ့မြေဆွေရဲ့မသားအလောင်းကို9ရက်တိုင်တိုင်ထားရပြီးတော့ဩဂတ်စ်လ17ရက်နေ့မှာစစ်သည်ကြီးကိုအခမ်းအနားနဲ့ပို့ဆောင်တဲ့ဂျိုးမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဒီမော့ဆူမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုတိုက်ပွဲဟာ KNB တပ်ပေါင်းစုရဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့တင်လေးလုံးစစ်စင်ရေးနောက်ပိုင်းမှာပြန်လည်ထိတွေ့မှုဖြစ်ခြင်းဖြစ်တယ်လို့ ဒီမှာဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်လက်ရှိစစ်ရေးအခြေအနေအရရိုက်ကောဒီမော့ဆိုဖရူဆိုလမ်းမကြီးကိုဒီကနေ့ဩဂတ်လ10ရက်နေ့ကစပြီးတော့တွာလာခြင်းမပြုကြရနဲ့ရက်အကန့်အသတ်မရှိပိတ်ထားမှဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ပြီးတော့ ပြတ်တောက်နေတဲ့ထောက်ဖို့လမ်းကြောင်းတွေပြန်ချိတ်ဆက်နိုင်ဖို့ဖြစ်ပါတယ်လို့ KNDF ကတာဝန်ရှိသူကစေကောင်စီတပ်စစ်ကြောင်းထိုးလာမှုအခြေအနေကိုပါရှင်းပြထားပါတယ်။ဩဂတ်စ်လ၈ရက်နေ့ကစပြီးတော့ဒီမော့ဆိုမြို့အတွင်းကိုစေကောင်စီတပ်ကစစ်ကြောင်းထိုးလှုပ်ရှားမှုများစတင်ခဲ့ပြီးတဲ့နောက်တော်လိုင်းတပ်များနဲ့ထိပ်တွေ့တိုက်ပွဲများဖြစ်ပွားနေကဖရူဇိုမြို့နယ်အခြေစားစေကောင်စီတပ်ကလည်းဒီမော့ဆိုဖရူဇိုလမ်းတစ်လျှောက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့အသိပေးထားပါတယ်။အခုကတပ်ထဲကနေထွက်လာပြီးတော့နယ်မြေပြန်ချဲ့ကျင်နေတဲ့သဘောမျိုးလည်းဖြစ်တယ်။ အခုကစစ်ကြောင်းထိုးလာနေတဲ့အဖွဲ့နဲ့ပြန်ခုခံနေတဲ့တိုက်ပွဲမျိုးပါလို့၎င်းကရှင်းပြထားပါတယ်။ဒီမော့ဆိုမျိုးနဲ့မှာစစ်ကောင်စီရဲ့မျိုးဆောင်တိုက်ရင်နှစ်ခုဖြစ်တဲ့ခလာရ၁၀၀နှစ်နဲ့ခလာရ၄၀နှစ်ခွန်တိုက်ရင်ကလွဲပြီးတော့မျိုးနယ်ရဲ့ area အများစုကိုကရင်ပြည်တပ်ပေါင်းစုတွေကထိန်းချုပ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ပြည်တော်စုလမ်းမကြီးကိုပြန်ထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါလိမ့်မယ်။လောလောဆယ်တော့ဒီဖရူโซနဲ့ဒီမော့ဆိုလမ်းမကြီးကပိတ်ထားတာကြာပြီဆိုတော့သူတို့အဲ့ဒီလမ်းကြောင်းကိုပြန်ပြီးထိုးပေါက်ချင်းနေတာမျိုးပါလို့ကရင်ပြည်စစ်ရေးတရေအေးမြစ်ကရှင်းပြထားပါတယ်။ ခလိုက်ရတရနှစ်နဲ့ခမရ၄နှစ်ခွန်တရင်ပူပေါင်းစစ်ကြောင်းဟာမျိုးရင်းကိုစစ်ကြောင်းထိုးလာတဲ့အချိန်စစ်ဆောင်ပြည်သူများပါတဲ့ကားတစ်စီးကိုဖမ်းဆီးထားပြီးတော့ပြစ်တက်ခံရတဲ့ပြည်သူတချို့ပါရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြည်ထောင်စုဝန်ကြီးဌာနမြန်မာနိုင်ငံကုလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးနဲ့ရုံးခွဲများမှာတာဝန်ပြောင်းရွှေ့ခွင့်ရရှိရေးနဲ့ရန်ကုန်လေစိမ့်မှာတာဝန်ထမ်းခွင့်ရရေးအတွက်ရဲတပ်ဖွဲ့ဝင်များအနေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့အကြီးအကဲများကိုအ ਨੇ ဆုံးငွေကျပ်3500ကျော့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေတပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြည်ပထွက်ခွာခွင့်နဲ့နိုင်ငံကုလက်မှတ်ဆိုင်ရာစီမံစည်းကမ်းများကို တဖြည်းဖြည်းနဲ့တရေချင်းတင်းကျပ်လာခဲ့ရာကနေအခုနောက်ဆုံးစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့လူငယ်များကိုပြည်ပထွက်ခွာခွင့်များပိတ်သိမ်းလာတယ်လို့သိရပါဗျ။အခုလိုတင်းကျပ်လာတဲ့စီမံစည်းကမ်းများနဲ့အခြေအနေများကြောင့်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံများနဲ့ရန်ကုန်လေးစိတ်မှာ လက်ပေးလက်ယူမှုများအကြီးအကျယ်ဖြစ်ထွန်းလာတယ်လို့သိရပါဗျ။ရိုးရိုးရဲတပ်သားအဆင့်အောင်မှရန်ကုန်လေးစိမ့်နဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများမှာတာဝန်ထမ်းဆောင်ရမယ်ဆိုပါကလက်အနှဲငယ်အတွဲမှာငွေကျပ်သိန်းကိုရာပေါင်းများစွာဝင်ငွေရလာကြတယ်လို့သိရပါဗျ။လေးစိမ့်နဲ့ပတ်စ်ပို့ရုံးမှာတာဝန်ကျဖို့ကဂါကြီးကြီးပဲတင်3900လောက်ပေါက်နေတယ်။2022ခုနှစ်တုန်းက3900လောက်ပေါက်တယ်။2023မှာဂါကြီးက3300ဝင်းကျင်ဖြစ်သွားတယ်။2024မှာတော့400ပေါက်တယ်။ဒီနှစ်ကတော့3900ပေါက်သွားပြီဗျို့။ တနစ်ကိုသိန်း100ဂါကြီးကတက်နေတာတကယ်တမ်းတာဝန်ကျရင်လဲအဲ့ဒီသိန်း900ဆိုတာကခဏလေးနဲ့ပြန်ရှာလို့ရတယ်လေငွေပေးတိုင်းတောင်ဒီနေရာကရတာမဟုတ်ဘူးငွေလဲပေးရတယ်အကက်လဲကောင်းမှဒီလိုနေရာတွေကတာဝန်ကျတာလို့ရဲသတင်းအရင်းမြစ်ကရှင်းပြထားပါဗျ။ပြည်ထရေးဝန်ကြီးဌာနလက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံများမှာ CDM များတွန်လိုင်းနဲ့ပတ်သက်ပြီးတော့ပြစ်မှုဟောင်းရှိနေတဲ့ဒူတွေကိုနိုင်ငံကူးလက်မှတ်ထုတ်မပေးရန်အဓိကဖြစ်ပြီးတော့ကြံတဲ့ကိစ္စရများမှာငွေချေးရယူဆောင်ရွက်ပေးနေမှုများကို ဌာနဆိုင်ရာအဆင့်ဆင့်ကမျက်ွယ်ပြုတ်ထားတယ်လို့သိရပါဗျ။မျက်ွယ်ပြုတ်ထားတဲ့ဌာနဆိုင်ရာအဆင့်ဆင့်ကိုလည်းမိမိတို့ရှာဖွေရရှိထားတဲ့ငွေကြေးအလိုက်ဂါရဝပြုတ်လိုင်းကြီးအနေနဲ့ကရော့နေရတယ်လို့သိရပါဗျ။နိုင်ငံကူးလက်မဲ့ထုတ်ပေးရေးယုံများမှာပါမန်အပေါင်းဆောင်ရဲတပ်သားအောက်တန်းစားကစပြီးတော့ထိပ်ပန်းရဲအရာရှိခွေးသားတောင်းစားတွေအထိအ ਨੇ စုံလစဉ်350ကနေသိန်းကိုရာချီပြီးတော့ဝင်ငွေကောင်းကြတယ်လို့သိရပါဗျ။ စီဒီအန်တွေကိုပတ်စပို့ထုတ်ပေးတာ905ကကြီးအပါဝင်နိုင်ငံရေးနဲ့ပတ်သက်တဲ့ပြည်မှုဟောင်းရှိတဲ့သူတွေကိုပတ်စပို့ထုတ်ပေးတာမျိုးမလုပ်ဖို့ပဲမှားထားပါတယ်ဂျန်နာတွေကတော့လဲသလိုကြည့်ပြီးလှုပ်ရှားကြဘာမှမပြောဘူးကိုကအရင်အလုပ်ဖြစ်နေရင်ကိုအချင်းချင်းအဆက်ဆက်ပြန်ပြီးတော့လိုင်းကြီးသဘောမျိုးပြန်ပေးကမ်းကြတယ်ပတ်စပို့စာအုပ်တအုပ်ကိုအောက်လန်းကနေလှုပ်တိုင်းဖြတ်တန်းရတဲ့အဆက်ဆက်တိုင်းမှာလိုင်းကြီးပေးပြီးထုတ်ရတာပေါ့ဥပမာဆိုရင်ရဲတယောက်ကစာအုပ်တစ်ခုကိုလက်ခံလိုက်ပြီးဆိုရင်အဲ့ဒီစာအုပ်ကိုလှုပ်ဖို့ဖြတ်ရတဲ့ဇပွဲတိုင်းဌာနတိုင်းကို RKG ပေးရတယ် အဲ့ဒါကအချင်းချင်းစိုးစိုးဝါးဝါးကိစ္စမဟုတ်ရင်မဖော်ကြဘူးအားလုံးပေါင်းစားဖို့ကိုယ်ခွင်နဲ့ကိုယ်လှုပ်ရှားနေကြတာလို့ရဲခွေးတရင်အင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်လေးစိတ်မှာတာဝန်ကြတယ်လေးချောင်းရဲနဲ့ရဲတရင်အဖွဲ့များဟာလဲဝင်ငွေအလွန်ကောင်းနေပြီးတော့အဲ့ဒီဌာနများမှာတာဝန်ထမ်းဆောင်ရန်အလှည့်နဲ့တန်းစီပြီးတော့စောင့်ဆိုင်နေရတယ်လို့သိရပါတယ်လေးစိတ်ကတော့ပတ်စံအရာဆုံးပဲပြောကိုယ်လူနဲ့ကို VIP channel ဖွင့်ပြီးတော့လောက်ကြတာစစ်မှုထမ်းအကျုံးဝင်တဲ့အမျိုးသားလူငယ်တွေ PV passport နဲ့လေးစိတ်ကနေ VIP channel နဲ့ထွက်မယ်ဆိုရင် အနည်းဆုံး360လောက်ပေါက်တယ် PJ ကတော့ OWIC ကနဲ့အလုံသမား visa အလုံသမားဝန်ကြီးဌာနထောက်ခံချက်တွေဒါတွေပါမှရတာပေါ့အဓိကက PV PE နဲ့ထွက်မဲ့အမျိုးသားလူငယ်တွေအတွက်လိုင်းချေးရိုက်ရတာပေါ့လေးစိတ်မှာတာဝန်ချပြီးသိန်းတထောင်တန်ကားတစ်စီးလောက်တော့ကြံတယ်လို့ရဲသတင်းအရင်းမြစ်ကဆက်လက်ရှင်းပြထားပါရယ်ပြည်ထောင်ဝန်ကြီးဌာနလက်အောက်ကဌာနဆိုင်ရာရရှိချင်းများကလည်းဌာနတွင်မှာလက်ပေးလက်ယူအဆင့်ဆင့်ကြီးထွားနေမှုများကို ဘာမှတ်ချက်တစုံတရာမှမပေးပဲဌာနပေါ်တစ္ဆာရှိရင်စစ်တပ်ကိုစန့်ကျင်နေတဲ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့မပတ်သက်ရေးကိုသာအဓိကဖြစ်တယ်လို့ပြောဆိုထားပါတယ်။ကျန်တဲ့ကိစ္စတွေကတော့ခွလွန်နိုင်တဲ့ကိစ္စများဖြစ်ပြီးတော့နိုင်ငံရေးမလုပ်ကြရနဲ့စီဒီအမ်မလုပ်ရန်သာအဓိကဖြစ်တယ်လို့မကြာခဏညွှန်ကြားချက်များပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ကစီပင်သာယာရေးအဖွဲ့ပိုင်နဲ့အမိုက်ကားတစ်စီးဟာဩဂတ်လ9ရက်နေ့မနက်10:00နာရီလောက်ကအမိုက်သိမ်းဖို့စတင်ထွက်ခွာခဲ့ပြီးတော့ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမိုက်သိမ်းဖို့မြို့ထဲကိုစီပင်ဝင်တန်း3ဦးနဲ့အတူထွက်ခွာသွားတယ်လို့သိရပြီးတော့ပုံမှန်ပြန်ရောက်ရမယ့်အချိန်ကိုရုံးကိုပြန်မရောက်လာတာကြောင့်ရဲစခန်းမှာတိုင်ချက်ဖွင့်ထားတယ်လို့သိရပါတယ်။ ပုံမှန်တစ်ဘက်တစ်ခါအမိုက်သိမ်းရတာကောလိပ်ရှိကအမိုက်ကန်နဲ့မြို့ထဲရက်ွက်တွေကိုထမင်းစားချိန်ပြန်မလာတာကနေလိုက်ရှာတာမတွေ့တော့ဘူးဖုန်းဆက်လို့လည်းမရဘူးညနေပိုင်းကျမှဦးစီးကအမှုဖွင့်လိုက်တာလို့ဒေသခံတအုပ်ကပြောပြထားပါတယ်မြို့ထဲမှာပုံမှန်အမိုက်သိမ်းဖို့ထွက်ခွာခဲ့ပေမယ့်မြို့ထဲမှာအမိုက်မသိမ်းပဲရင်ပေါ်မှာပါလာတဲ့ဝန်ထမ်းတွေနဲ့မုံရမြို့ရဲ့အပြင်ဘက်ကိုထွက်သွားတယ်လို့လည်းပြောဆိုနေကြပြီတော့နေ့လယ်ပိုင်းအထိအဆက်အသွယ်မရတော့ဘဲနဲ့အဲ့ဒီအမိုက်ကားကြီးပျောက်ဆုံးသွားတယ်လို့သိရပါတယ်တော်လိုင်းတက်တွေစီကိုမောင်းသွားတယ်လို့ထင်ကြတယ် ပြီးတော့မနေ့ကလေးကမြို့ထဲကိုထွက်လာတာမဟုတ်ဘူးမြို့အပြင်ကိုတန်းထွက်သွားတာမြို့ဝင်ဂိတ်တွေမှာလည်းစီပင်ဝင်နှန်းတွေရှိပါတယ်မြို့ဝင်ကြီးကောက်နေတဲ့ဂိတ်ကိုလည်းဖြတ်သွားပြီးကြတဲ့ကမြို့ထဲကိုပြန်မဝင်လာတော့ဘူးလို့ပြောတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတို့ကအတည်ပြုပြောကြားထားပါတယ်။မုံရွာစီပင်သာရေးအဖွဲ့ပိုင်နဲ့အဲ့ဒီဖောကအဖြူရောင်ပျောက်ဆုံးနေမှုကိုအမှတ်နဲ့ရဲစခန်းမှာစီပင်ဦးစီးကဩဂတ်စ9ရက်နေ့ညနေပိုင်းမှာ အမှုဖွဲ့တိုင်ကြားထားပြီးတော့ပျောက်ဆုံးနေတဲ့စီပင်ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေကိုလည်းရဲတပ်ဖွဲ့ကခေါ်ယူမေးမြန်းတာတွေကိုပြုလုပ်နေတယ်လို့သိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကတင်ပိုက်ထားတဲ့မိုးကုံမြို့နယ်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခဲ့ရာကလေးနှစ်ဦးကိုရင်ငယ်တပါအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ9ရက်နေ့ညနေ6:45မိနစ်အချိန်မှာမိုးကုံမြို့အရှိပိုင်းကျောင်းနဂါးကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်ဒစည်းနဲ့ဘုံကျဲချခဲ့ရာကျောင်းနဂါးကြီးရွာဖုန်ကြီးကျောင်းကိုထိမှန်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီဘုံကျဲတက်ခတ်မှုကြောင့်အသက်82နှစ်အရွယ်အဖိုးအိုတူကိုရင်ငယ်တပါအသက်32နှစ်အရွယ်အမျိုးသမီးတဦးအသက်17နှစ်အရွယ်မိန်းကလေးငယ်တဦးနဲ့အသက်8နှစ်အရွယ်ယောက်ျားလေးတဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ9ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ရုတ်တရက်လေရင်နဲ့လာပြီးတော့ဘုံကျဲသွားတာရှောင်းတိန်ချိန်တော်မရလိုက်ဘူး။တိတ်ဆုံးသူတွေကအရသာပြည်သူတွေနဲ့ကလေးတွေပါလို့မိုးကုံမျိုးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က TNL သိမ့်ပိုက်ထားတဲ့မိုးကုံမြို့ကိုတောက်လျှောက်စိုးသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိရာမေဂျွန်ဂျူလိုင်နဲ့အခုဩဂတ်လတွေအတွင်းမှာလေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ2ရက်နေ့မနက်8:25မိနစ်အချိန်မှာမိုးကုံမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ12ဦးဒေဆုံးခဲ့ပြီးတော့14ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲချမှုကြောင့် ်တန်ကတော့တပါကလေးတအုပ်နဲ့အမျိုးသား10ဦးတိတ်ဆုံးခဲ့ပြီးအမျိုးသား12ဦးနဲ့မိန်းကလေး2ဦးထိခိုက်ဒဏ်ရာရရှိက နေအိမ်10လုံးကား3စီးနဲ့ဆိုင်ကယ်3စီးဘုံးစားထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗါးအလားတူပဲဇူလိုင်လ29ရက်နေ့မနေ့9နိုင်ခွဲအချိန်ကစတင်ပြီးတော့အကြမ်းမဲ့စစ်တပ်ရဲ့မိုးကုံမြို့ပေါ်ကိုလေရင်နဲ့ဘုံခွနှလုံးကျဲချခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မနေ့9နိုင်40မိနစ်အချိန်မှာ ဒုတိယအကြိမ်အနေနဲ့လဲစစ်ခွေးတပ်ကလာရောက်ပြီးတော့ဘုံကျဲသွားတယ်လို့သိရပါဗျ။လားတူပဲဇူလိုင်လ29ရက်နေ့မနက်10:39မိနစ်အချိန်မှာလဲမိုးကုံးမြို့နယ်အရှိရွာဘိန်းတောင် RQ Hotel အနီးဝန်းကျင်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံထပ်မံကျဲချခဲ့ပြီးတော့အဲ့ဒီနေ့မနက်ပိုင်းမှာ၃ချိန်မြောက်အဖြစ်လေရင်နဲ့ဘုံကျဲချသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ